ကျွန်တော်ရဲ့ချစ်မိတ်ဆွေတင်ငယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Business Electronic Projects ကနေကြိုဆိုပါရစေဒီနေ့ညဝေပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒီငလျင်တန်းကြောင့်ပေါ့နော်ကျွန်တော်တို့ဒီဆိုလာပြားလေးတွေတော့ကောင်းသေးတယ်ပေါ့နော်ဆိုလာ charge controller တွေဘာတွေမရှိတော့ဘူးကြိုးတွေလည်းပြတ်သွားပြီဘယ်လိုအသုံးပြုရမှာမသိတော့ဘူးဆိုတဲ့သူတွေအတွက်ကျွန်တော်ဒီအရေးပေါ်အသုံးပြုနေပေါ့နော် emergency use ပေါ့နော် အရေးပေါ်ဘလို့ပြန်ပြီးတော့အသုံးပြုလို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲကြတော့ကျွန်တော်တို့ဒီမှာကိုလိုအပ်တဲ့လောက်ပေါ့နော်ဘက်ထရီနဲ့ကျွန်တော်တို့ဆိုလာပြရဲ့အကွာဝေးပေါ်မူတည်ပြီးတော့ကိုလိုအပ်တဲ့လောက်ဝါယာကြိုးလေးနော်ဝါယာကြိုးကတော့ဒီဆိုလာဝါယာကြိုးကမရတော့ဘူးမရှိတော့ဘူးဆိုရင်အခုလိုတလို့ကျွန်တော်တို့ဒီအိမ်မီလိုင်းတွေတဲ့နော်ဝါယာကြိုးလည်းရပါတယ်။ ဝါယာဂျူလေးရဲ့နောက်တစ်ခါကျွန်တော်တို့ဒီအုတ်ရိုက်တန်ပေါ့နော်ဆိုလာကနေကျွန်တော်တို့တွဲဖို့အတွက်အုတ်ရိုက်တန်တလက်မတန်မှာအဲ့ဒါလေးကိုကျွန်တော်တို့ cover စားပေးရမှာဖြစ်ပါတယ်နော် cover စားပြီးတော့ကျွန်တော်တို့ဒီဝါယာပေါ့နော်ဝါယာနဲ့ဒီသေးချာချာလေးနှစ်ပတ်လောက်လိမ့်မယ်လိမ့်ပြီးရင်ကြက်နေအောင်ပေါ့နော်သေချာလေးခြိပေးရမှာဖြစ်ပါတယ်နော်ခုလိုလေးသေချာလေးပလာယာလေးနဲ့ပေါ့ဗျာနှစ်သေချာလေးကျွန်တော်တို့ ခြိပေးရမှာပါခြိပြီးရင်ကျွန်တော်တို့ခဲတို့တွေကခဲကောက်ရှိရင်လည်းခဲသေးကြအောင်ပေါ့နော် connection မိအောင်ခဲတို့ပေါ့နော်ခဲခဲကောက်မရှိရင်လည်းဒီလိုသေးချာချာလေး wire နဲ့ကြက်နေအောင်ခြိပြီးရင်ကျွန်တော်တို့တိတ်ရှိရင်လည်းတိတ်ကလေးနဲ့ပတ်ပေါ့လေနော်အဲဒီလိုခဲလေးတို့ရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော် connection သေးသေးချာချာလေးမိအောင်လို့နော်ဟုတ်ရိုက်တန်ကျွန်တော်တို့တလက်မနော် အပြာရောင်ကဒါဆိုလာရဲ့ကျွန်တော်တို့အပေါင်းနဲ့ချိန်ပါပါဒီအနဲ့ရောင်ဝါရကျိုးကတော့ကျွန်တော်အိုရိုက်တန်ကကျွန်တော်တို့ဒီဆိုလာအပေါင်းဘက်ကအိုရိုက်တန်တလက်မနော်ဒီဆိုလာရဲ့အနှုတ်ဘက်ကကျွန်တော်တို့အိုရိုက်တန်တလက်မဆိုရင်သူတို့မဆက်မအောင်နော်ခေါင်းနဲ့ခေါင်းဝယ်လို့မရရင်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီရိုးရိုးတန်ချောင်းပေါ့နော်အိုရိုက်တန်ချောင်းမဟုတ်ဘဲနဲ့တလက်မခွဲ ရိုးရိုးတန်ချောင်းပေါ့နော်အဲ့ဒါလေးကို cover လေးစပြီးတော့ခဲနေအောင်ပေါ့နော်ခုနကလိုပဲသေချာလေးဒါဝါယာဒါက solar ရဲ့အနက်အနက်ကျိုးပေါ့နော်အနှုတ်ကျိုးပေါ့နော်နှုတ်ကျိုးလေးဖြစ်ပါတယ်ခုလိုလေးကျွန်တော်တို့တန်ချောင်းနှစ်ချောင်းကိုသေချာလေးချိပေးရမှာဖြစ်ပါတယ်ဗျာနော်ဝါယာကျိုးနဲ့ဒီ solar ခေါင်းလေးပါလေဝယ်လို့မရတော့ဘူးဆိုရင်ဒါအခုနီးလေးနဲ့အသုံးပြုလို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ဒီ solar အနှုတ်ကျိုးလေးကိုလည်းကျွန်တော်တို့ဒီ connection သေးချာလေးမိအောင် ခဲလေးတို့မှာပဲတကယ်လို့ခဲလေးမရှိရင်လည်းတိတ်ကလေးနဲ့သေးချာလေးနော်တိတ်ကလေးနဲ့ပတ်ရင်လည်းအဆင်ပြေပါလေဗျာနော်ဒါကကျွန်တော်တို့ဒီအမြဲတမ်းသုံးဖို့မသင့်ပါဘူးနော်ဒါအရေးပေါ်ကာလနော်ရေးပေါ်ကာလကျွန်တော်တို့ charge controller တွေဘာတွေမရှိတော့ဘူးဝယ်လို့လည်းမရဘူးဆိုရင်အခုနီလန်းလေးနဲ့နော်အသုံးပြုလို့ရအောင်လို့ကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ battery clip ပေါ့နော် တ်ထရီကလက်ကခဏကဒီဆိုလာလာတဲ့အပေါင်းပေါ့နော်အပြာရောင်ဂျိုးလေးကကျွန်တော်ဘက်ထရီရဲ့အပေါင်းနော်ဒီမှာအနီရောင်ကလက်ကလေးနဲ့နော်ခဲတိုးစရာရှိရင်ခဲတိုးမယ်ခဲတိုးစရာမရှိရင်လည်းကျွန်တော်တို့ဒီဝါယာလေးကိုတေးချာချာလေးဒီဘက်ထရီကလက်ကိုတေးချာချာလေးလိမ်ပေးရင်ရပါတယ်နော်ကျွန်တော်ကတော့တေးချာအောင်လို့ခဲတိုးလိုက်ပါတယ်ဒါဆိုလာရဲ့အပေါင်းဂျိုးပါနော် အဲခုလိုလေးသာကက်တူပြီးရင်ကျွန်တော်တို့ဝါယာမပြုတ်အောင်အဲ့ဒီကလဲ့ရဲ့အဖျားလေးမှာကျွန်တော်တို့ဒီလိုခေါမလို့နော်ပလာယာလေးနဲ့အဲ့လိုလေးညှပ်လိုက်ရင်ရပါပြီနော်နောက်တစ်ခါသာကဆိုလာကလာမယ်အနှုတ်အနှုတ်ကျိုးပေါ့နော်အနဲ့ရောင်ကျိုးသူ့ကိုလည်းကျွန်တော်ကတော့ခဲတူလိုက်ပါတယ်ကျွန်တော်မိတ်ဆွေတွေခဲတူစရာမရှိရင်ဒီဘက်ထရီကလဲ့ကိုဝါယာကျိုးနဲ့တည်ချာချာလေးခြိပြီးတော့နော် ေချာချာလေးကြစ်ကြစ်လဲလဲလေးမိအောင်ခြီးပြီးတော့သုံးရင်လည်းရပါတယ်ဗျာနော်ခုလောလောဆယ်မှာတော့ကျွန်တော်တို့ဒိုင်အုပ်တွေပါတွေကလည်းဝယ်လို့အဆင်မပြေဘူးဆိုရင်တော့ကျွန်တော်တို့ဆိုလာကနေဘက်ထရီကိုဓာတ်ရိုက်သွင်းရမှာဖြစ်ပါတယ်နော်အဲ့ကြတော့ဒါကအမြဲတမ်းအသုံးပြုလို့မသင့်ပါဘူးနော်အရေးပေါ်အသုံးပြုတဲ့နည်းသာဖြစ်ပါတယ်ခင်ဗျာနော်ကွန်ထရိုလာတွေပါတွေလည်းမရှိတော့လို့ရှိရင်ခုနီလန်းလေးတိုင်းသုံးလို့ရပါတယ် ဒါပေမဲ့အာသွင်းတဲ့အခါမှာတော့ကျွန်တော်တို့စောင့်ပြီးတော့အာသွင်းဖို့လိုပါတယ်အဲ့လိုဘက်ထရီ over charge ဖြစ်ပြီးတော့เนาะဘက်ထရီအပြည့်လွန်ပြီးတော့ဘက်ထရီပြတ်သွားတာမျိုးမဖြစ်အောင်တတိထားပြီးတော့เนาะတခြားလေးစောင့်ပြီးတော့အာသွင်းပေးရမှာဖြစ်ပါတယ်เนาะဒီဆိုလာပြားဆိုရင်ကျွန်တော်တို့ watt 950ဘိုးကကျွန်တော်တို့ဘို40ကျော်ပေါ့เนาะ53ဘိုးလောက်ထိထွက်ပါတယ်ဒါကကျွန်တော်တို့အိုရိုက်တန်เนาะအိုရိုက်တန်ဘက်ကဆိုလာရဲ့ဒါအပေါင်းဂျိုးเนาะအပေါင်းဂျိုးဖြစ်ပါတယ် နောက်ရိုးရိုးတက်လက်မကွဲတန်ကတော့ဒီဆိုလာရဲ့ကျွန်တော်တို့ကအနှုတ်ကျိုးနဲ့နော်သူ့ခေါင်းလေးတွေကိုထုတ်တကယ်တမ်းကတော့ဒီဆိုလာခေါင်းနဲ့တွဲရတာပါနော်လောလောဆယ်ဒီဆိုလာခေါင်းလေးပါလေကျိုးတွေကလည်းဝယ်လို့မရဘူးဝယ်လို့အဆင်မပြေဘူးဆိုရင်ဒါအရေးပေါ်အသုံးပြုလို့ရအောင်လို့ကျွန်တော်နော်ရိုက်ကူးမျှဝေပေးတာဖြစ်ပါတယ်နော်ဒါဝ950ဆိုလာပြပါနော် ဆိုလာပြားကတော့လောလောဆယ်ယာယီအပြင်ကျွန်တော်တို့ဒီနေရောင်ရှိတဲ့ဘက်လေးကိုလှည့်ပြီးတော့ပေါ့နော်တခုခုလေးကိုမှီပြီးတော့နေရောင်ကြီးရှိတဲ့ဘက်ကိုလှည့်ပေးထားမှာဖြစ်ပါတယ်နော်ကျွန်တော်အာမသွင်းငယ်မှာသူ့ရဲ့ဒီ open circuit voltage ပေါ့နော်ဒီတိုင်း a lot အနေနဲ့ဘိုးဘယ်လောက်ထွက်လဲတိုင်းကြည့်ပါမယ်နော် ဘူတိုင်းကြီးတဲ့ခါမှာဒီမှာ42တသမ6ပေါ့နော်42.6နော်42.6ဖို့ထွက်ပါတယ်အဲကြတော့ဒီဓာတ်ရိုက်သွင်းတယ်ဆိုတော့ဘိုးကများတော့များတယ်ကျွန်တော်ကဒီမှာနော်ဒီ200 AHO ကိုအတွင်းมาဖြစ်ပါတယ်เนาะဒါ200 AHO ကိုဓာတ်ရိုက်အတွင်းมาဖြစ်ပါတယ် အကြခဏကပြောသလိုပဲအာသွင်းတဲ့အခါမှာဒီမှာနော်စောင့်ပြီးတော့သွင်းဖို့လိုပါတယ်နော်ဒီတိုင်းသွင်းပြီးတော့ပြက်ထားလို့မရပါဘူးပြန်နော်စောင့်ကြည့်နေရမှာဖြစ်ပါတယ်ဘက်တရီအိုးနွေးလာရင် ဖြစ်ဖြစ်နောက်ဘိုးတိုင်းစရာမီတာရှိရင်တော့မီတာလေးနဲ့တိုင်ကြည့်ပါဗျာနော်73ဘို့73ဘို့14ဘို့လောက်ရောက်ရင်တော့ကျွန်တော်တို့ဖြုတ်ပြရမှာဖြစ်ပါတယ်နော်ချက်ချင်းလောက်တာကိုရက်ထားမှာဖြစ်ပါတယ်ခုကျွန်တော်ဒါအာသွင်းထားလိုက်ပါပြီနော် အာသွင်းထားလိုက်ပါပြီ သတိထားမှာပါကျွန်တော်ထပ်ပြောပါမယ်နော်ဓာတ်ရိုက်သွင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့အားသွင်းပြီးတော့ပြက်ထားလို့မရပါဘူးစောင့်ကြည့်ပေးရမှာဖြစ်ပါတယ်မီတာတွေဘာတွေမရှိဘူးဆိုရင်လည်းဘက်ထရီအိုးလေးကိုစောင့်ကြည့်ပြီးတော့အနှဲငယ်လေးနွေးလာရင်တောက်လျှောက်ဖြုတ်ပြက်လိုက်ပါနော်အဲဒါဆိုရင်ဘာမှပြဿနာမရှိပါဘူးရနော်အဓိကက over charge ဘက်ထရီ over charge ဖြစ်ပြီးတော့နော်ဘက်ထရီပြက်သွားမှာဆိုလို့ပါစောင့်ကြည့်ဖို့လိုပါတယ်ဗျာနော်ဒီမှာအားသွင်းနေတဲ့အချိန်မှာကျွန်တော်တို့17.64ပေါ့နော် 11 point 11.64ပို့ရှိပါတယ်ဒါအားသွင်းနေပါတယ်เนาะမပြည့်သေးဘူးပေါ့ဗျာเนาะအဲကျတော့အားသွင်းပြီးတော့ကျွန်တော်ခဏလောက်စောင့်ကြည့်နေပါမယ်เนาะဒီမှာ charging voltage က11.64ပို့ဖြစ်ပါတယ်အားအကြာကြီးသွင်းစရာမလိုပါဘူးเนาะဓာတ်တဲ့ battery O က AH သေးတယ်ဆိုလို့ရှိရင် တကယ်ခဏလေးပဲသွင်းရမှာဖြစ်ပါတယ်เนาะခုကျွန်တော်ဒီမှာမိနစ်30လောက်ပဲတွင်းတယ်မိနစ်30လောက်တွင်းပြီးတော့ကျွန်တော်ဘိုးတိုင်းကြည့်ပါမယ်เนาะ ူတန်းကြည့်တဲ့အခါမှာဒီမှာဘလောက်ဘလောက်ရလဲဆိုတော့ဒီမှာ73ဒသမ4ခွန်ပေါ့နော်73ဒသမ4ခွန်ဆိုတော့15ဘုံနေ14ဘုံနေပါပေါ့နော်ဒါဆိုရင်ဒီလောက်ဆိုရင်ကျွန်တော်တို့ဘက်ထရီကသုံးလို့ရပါပြီဆက်ပြီးတော့မသွဲမှာနဲ့เนาะဘက်ထရီပြက်မှာဆိုးလို့ပါခင်ဗျာเนาะကဲအားလုံးအဆင်ပြေကြပါစေခင်ဗျာ